ုံးကြမ်းမ်းချမ်းမြေတက်ပါပြီကျွန်တော် YouTube channel နဲ့အားလုံးကိုကြိုဆိုပါရစေတနင်္လာနေ့ညမှာကစားမယ့် England Premier League Leicester ဘွယ် Everton နဲ့ Sunderland ရဲ့ပွဲစဉ်မှာတော့ Cardinal Bonici Everton တလုံး40ဂိုးပေါင်းနှလုံး90 Tevel မှာဆိုရင် Everton အဆင့်ဆင့် Western မှာအဆင့်19မှာရှိတယ်ပေါ့နော်ဒါကြီးလိုက်မှာဆိုလို့ရှိရင် Western ကနီးပြပြောင်းထားတယ်ပေါ့နော် Nottingham Forest နီးပြဟောင်း Santos ကိုပြောင်းထားတယ်ပေါ့နော်ဒီ Santos ကြီးကတော်တော်လေးကောင်းပါတယ်ဒါသူတမန်အောင်ဆုံးကံမဲ့ပွဲစဉ်လို့ဖြစ်တယ်ပေါ့နော် ။အဲဗရန်အကင်းကတော့သူတို့ဒီတုံးဝက်ဆက်ပေါ့နော်ဒါနိုင်မွဲမတွေ့ထားဘူးပေါ့ဗျာ။အဲမဲ့လီဗာပူးနဲ့ပွဲမှာတော့သူတို့ချီအောင်ထားတယ်။ဂျာရဲမှာ EFL Cup မှာ Wolf ကိုရှုံးထားတယ်။ဒါပေမဲ့အဲဗတန်ကတော့အင်္ဂလန်ကောင်းတဲ့အသင်းထဲမှာပါလို့ဒါချမိထားလို့မရအောင်နော်။အင်္ဂလန်ကောင်းတဲ့အသင်းထဲမှာပါတယ်။ Arsenal United ကတော့ဒါနီးပြပြောင်းလဲလိုက်ပါတော့။ Arsenal United ခံစီကတွေ့တဲ့အတိုင်းပဲ Sunderland 3-0, Chelsea 5-1, ဒါ Spurs 3-0, Crystal Palace 2-1ဆိုမှဒါခံစီကကြောက်စရာပဲပေါ့နော်။ ဒီပြဿနာကိုကျွန်တော်တို့ဒါမြင်ပြဖြေရှင်းမယ်နဲ့တူပါတယ်နော်။ဒါဒဏ်နဲ့ပွဲပယ်တွေကြီးလိုက်မယ်ဆိုရင် avatar မှာဆိုရင်တော့မြဲမြဲဆောင်းဆောင်းမရှိဘူးပေါ့နော်။ War Sound United မှာဆိုရင် comma စုချက်တယောက်လောက်ပဲလွဲဆောင်မှာပေါ့နော်။ Ramen Saga ရှိမယ်စုချက်ရှိမှာမလဲ။ဒီ present of fun data wants to ask quality ကြီးမှာတိုင် avatar 60%ပြတေးဘူး3.80 War Sound United Wolf and Angle နော်ဒါတော့ပြထားတယ်ဗောနော်ဒါနီးပြအတင်နူနူကတခုခုတော့လောက်ပြမှာဗောနော် Everton အနေနဲ့ဒီလောက်ချေးများနေရဆိုတော့ချေးပြင်းနေလဲကျွန်တော်ခံစားရတယ်ဗောနော်ဒီအတွက်ကြောင့်ကျွန်တော်ဒါ West Ham United body ပဲခြိုက်တယ် West Ham West Ham United body ခြိုက်တယ်ပြီးရနှစ်သင်းလုံးဂိုးရမယ်လို့ထင်တာဗောကိုတင်းနူ score ရဆိုတာရိုက်စီဗောဗျာနောက်ထပ်တစ်ပွဲကတော့ဒါပြင်သစ်လီဘူး2ကဖြစ်တယ်ဗောနော်ဘိုလော့နီနဲ့ ရက်စတာရဲ့ဘွဲလင်းဖြစ်ပါတယ်။ဘိုလော့နီဆိုတာကတော့အဆင့်၁၉မှာရှိတယ်ဗောနော်ရက်စတာအဆင့်၅မှာရှိတယ်။ဘိုလော့နီဆိုတဲ့အတင်းကအင်ဂရန်းနဲ့ညံ့တဲ့ထဲမှာပါတယ်ဗောနော်ကျွန်တော်တိစားနဲ့သူ့ကလေ့လာကြည့်တာဗောနော်အင်ဂရန်းမှာကျွန်တော်ဖိနေတူနိုင်ထားတာဘွဲပဲရှိတယ်ဗောနော်တေးဘွဲတော့မရှိဘူး။ဝေးဝေးမနိုင်တာကတဘွဲရှိတယ်ဘွန်းချနာဘွဲတွေကိုပုံဆုံးထားတယ်ပေါ့တမကရက်စတာကိုကြည့်မယ်ဆိုလို့ရှိရင်တော့သူကခံခဲ့လိုက်ကောင်းတယ်ပေါ့နော်ဒါနဲ့သူတို့ဒီ တင်တဲ့လင်းတူငါဖောင်းတို့ဒါ trials ကို31နဲ့အိမ်ဝမှာရှုံးထားတာတွေ့ရတယ်တိုက်စစ်ကတော့ဘူးပြီးရမှသိကြပါတယ်နော်ဒီပွဲစဉ်မှာသူတို့ဖွင့်ထားတဲ့မြန်မာပေါက်ကြီးတွေကိုကြီးမှန်ဆိုလို့ရှိရင် raster level 60ပြီးမှကုပေါင်းကနေလုံး30ဆိုတာပေးထားတာတွေ့ရတယ်ပေါ့နော်။ဘာလို့လဲဆိုတော့တစ်ဖက်အတင်းကလောမတာခက်ဘူအောက်တွေကြီးပဲတောက်လျှောက်ဆော့နေတာပေါ့နော်။အဲ့ဒါကြောင့်လည်းတွေ့ပါတယ်။ဒီပွဲစဉ်မှာဖွင့်ထားတဲ့ wins to us ပေါက်ကြီးက asian အတင်းအနံကို3.50တရေကို3.20နဲ့ raster နဲ့2.10တော့ပေးထားတယ်။ကျွန်တော်က ဒီဘက်ထင်မှာ raster ရဲ့ flashy performance ကိုပဲကြည့်တော့ဗျာ raster ဘာလို့လဲလွယ်ရမလွယ်ဘူးလားဟိုနည်းနည်းတော့ဖုန်းကားရရနေနော်အာဒါအချိုက်ဆဲမတူနဲ့ရှောင်လို့ရပါနဲ့ကျွန်တော် raster ကိုဘာလို့အများကြီးမကောင်းချင်တာပါပါလေးရည်ချီဘာလို့ဂိုးပောင်းရဂိုးပောင်းအောက်ပဲဖြစ်ဖို့မြင်တော့တယ်ဂိုးပောင်းအောက်ပဲကြိုက်ပါအထက်ဘွဲကဒါစပင်လာနီတာကဗလန်စီယာနဲ့ယူရဲ့အိုဗီဒိုရဲ့ပွဲငင်ဖြစ်တဲ့ဗလန်စီယာတလုံး90နဲ့ပြီ ဒါဘူပေါင်းကျင်နှလုံး90ရှုံးပေးတာနော်ဘလန်စီယာအစင်ဆက်နည်းအရိယာအိုဗီဒီယိုအစင်ဆက်9ဆိုတော့ဒါဘလန်စီယာလည်းဒီနေ့မှာခြေစမ်းပိုင်း LT ကောင်းနေတာတော့မဟုတ်ဘူးဆိုပေမဲ့လည်းအိမ်ကွင်းကြီးမှာဆိုရင်ပေချာဆော့တက်တဲ့အကန်ထဲမှာပါတယ်နော်ပေချာလေးဆော့တက်တဲ့သူအိမ်ကွင်းပွဲစဉ်တွေကိုကြည့်လိုက်မှဆိုဆိုစီတက်တဲ့ဆော့ထားတယ်ဂီတာဖိနေအောင်ဆော့ထားတယ်ဒီဘောင်နဲ့ဆော့ထားတဲ့အင်္ဂွန်ပွဲတွေမှာမဆိုးဘူးเนาะတခါရီယအိုဗီဒိုကတော့တော်တော်လေးဆိုးတယ်ပေါ့နော်တပွဲပဲနိုင်ထားပါလေဂျန်နံပွဲစဉ်တွေမှာသင် ရကုတကူပဲရထားတယ်ငါပဲစုံထားတယ်ရကုတကူပဲရထားတယ်အပင်နဲ့ဖြစ်တယ်ပေါ့နော်အဲ့ဒီတဲမှာမှအသင်းကြီးတွေလည်းတော်တော်လေးပါလာတယ်တွေ့ရမယ်ဗီလာရီယယ်ရီယယ်မက်ဒိတ်တို့ပေါ့နော်ဘာစီလိုနာဆိုတဲ့အသင်းတွေလည်းပါလာကြတယ်ဆက်တတိထားမှာပေါ့နော်အဲ့ဒီပေါ့ကျင်းမှာတော့ဘလန်တီယာအာချစ်အောင်လို့ကတော့ ဒါမင်းတော့ခက်ခဲမဲ့ပုံစံမျိုးမှာတော့ရှိတယ်ဗျ။ဒါမှလက်ရှိ performance ကတော့ Balenciaga အတင်းရအမတိုးဘူးပေါ့နော်ကျွန်တော်ပြောချင်တာ။ Balenciaga ဒါမှခံစစ်ပိုင်းမှာလည်းနည်းနည်းတော့တိုးတယ်နော်။ဒီရဲ့ OB တို့လည်းဘူးရသွားနိုင်တဲ့ပုံစံမျိုးမှာရှိတယ်ဗျ။ဒါလွဲချော်မှာကစားသမားတွေကိုကြည့်မဲ့ဆိုရင်ဒီရဲ့ OB တို့ကမှဆိုရင်တော့ဒါနောက်ဦးတောင်းလို့ရှိမှာနော် Costas တို့ Vidal တို့ပေါ့နော်ဒီလိုကစားသမားက Elite တို့ဒီလိုကစားသမားတွေလွဲချော်ဖို့ရှိရပါတော့ဒီရဲ့ OB တို့ဒါ Balenciaga မှာတော့ကစားသမားတွေ Diane Kingston နဲ့ Balenciaga နိုင်ကို Pia 90တေးကို3.60 ။ဟိုဗီဒီယိုအနိုင်ကိုဒါငားစပေးထားတယ်ပေါ့နော်။ကျွန်တော် Blendsia ရဲ့ performance engine အားကောင်းတာတော့ကြိုက်တယ်။ဒီတစ်ပေါက်တော့ကြောက်ရတယ်ပေါ့နော်။ဒါပေမဲ့လည်းဘယ်လိုပဲနေနေပါဒါတကယ်တော့21ဖြစ်သွားရင်တော့ကျွန်တော်90လောက်အညံ့မှာဆိုတော့ Blendsia ပဲကျွန်တော်ကြိုက်တယ်။ပင်ကိုပေါင်းအပေါ်ကြိုက်ပါတယ်။ Blendsia တကူ twin ခံရနိုင်တယ်လို့ကျွန်တော်ထင်တယ်နေတယ်ပေါ့နော်။နောက်တော့ present တပွဲတော့ဒါ Netherlands League ဖြစ်ပါတယ် Netherlands League က ADO နဲ့ Top Austria ပွဲစဉ်ဖြစ်ပါတယ်ဒီပွဲစဉ်မှာတော့ ADO ကပေးထားတာတွေ့ရတယ်ပေါ့နော် တလုံး90နန်ပူပေါင်းကြီးကောင်းလုံးပို့တယ်ဗနာအီဒူအာအစင်တေတော့အော့စကာစင်တဆယ်မှာရှိတယ်ဒါတော့အော့အီဒီဦးဝါနော်ဒါဟက်တူဟက်တရားကတော်တော်လေးမဆိုးပါဘူးနော်ဒီအတင်းနဲ့တင်းလုံးတွေ့တိုင်းပဲပူပေါ်ရချကတဲ့အလက်ခဏာရှိရနော်ဒါပေမဲ့အီဒီဦးဝါတော့အများကအသာပြရထားတယ်တွေ့ရတော့နော်ရင်းလုံးဆော့ထားတယ်ပွဲခင်းတယ်ဒီအီဒီကိုတင်းရတော့နောက်ဆုံး9%နိုင်ပေါ်တွေ့ထားတဲ့အတင်းလမ်းဖြစ်တယ်ဗောနော်ဒီပွဲစဉ်အတွက်ဖွင့်ထားတာကတော့အီဒီဦးအနိုင်ကို စကူပြပဲပြထားတဲ့ကရေကိုဖနဆမယ်အဝေးဝန်းအတဲ့နိုင်ကိုဆယ်ကနေပါတော့ပြထားတယ်ဒီပွဲစဉ်မှာကျွန်တော် ancient picket edo နဲ့ဂိုးပေါင်းအပေါ်ကိုကြိုက်ပါတယ် ancient အတင်းအငဲဆုံးကျွန်တော်နှလုံးတစ်လုံးနှလုံးပွားနေတော့နိုင်မယ်လို့ကျွန်တော်တောင်းတမိရပါတော့ဂိုးလည်းပြန်တွင်းခင်းရနိုင်ပါတယ်တစ်ဖက်အတင်းကလည်းတိုက်စစ်ကပွဲတိုင်းလိုလိုဘိုးတွေရနေတော့ဒါမိထားလို့တော့မရဘူးပေါ့နော် အဲ့တော့အဓိကတော့ဘူဘောင်းအပေါ်ကိုဦးစားပေးစိုက်တယ်။မနက်တိုင်းထဘူဘောင်းအပေါ်ကိုစိုက်ပါတယ်။နောက်ထပ်တပွဲကဒါပေါ်တူဂီယားဖြစ်ပါတယ်။ပေါ်တူဂီယားဒါအာရိုခာနဲ့ပေါ်တူတို့ရဲ့ပွဲစဉ်ဖြစ်တယ်ဗျနော်။ပေါ်တူအကိန်းကတော့ဒါပေးထားတာ340ဘူဘောင်းကြီး350ဆိုမှပေးထားတယ်ဗျနော်။ပေါ်တူကတော့အဆင့်နဲ့ရမှာ16မှရထားတယ်ဗျနော်။ဒါပေါ်တူအတင်းကဒီပွဲစဉ်ပြီးလို့ရှိရင်ချန်ပီယံလိလက်ကံကရှိသေးတယ်ဗျနော်။ ကော်တိုအသင်းကတော့ဒီဘွဲစဉ်ဖြစ်ရင်ယူရိုပါလိစာဘာတာနဲ့နော်အိမ်ဘွဲမှာကံရလည်းရှိသေးတယ်ဒီရာစီပေါ်တိုတင်းဆော့ထားတဲ့ဆုစုပေါင်းကြီးလိုက်မယ်ဆိုလို့ရှိရင်ခဏပွဲရှိတယ်ဒါယူရိုပါလိအပါဝင်ဒီခဏပွဲမှာဆိုပေးဖို့တကူပဲရှိတယ်ပေါ့နော်ပြီးရင်အိမ်ဘွဲမှာလည်းဒါနိုင်ဘွဲဝမ်းစီးနဲ့နိုင်ထားတဲ့ဘွဲလားဒါဘွဲရှိတယ်ပေါ့နော်ဒါပေါ်တိုဂီလက်မှာပြောတာဖြစ်ပါတယ်ဒါအင်ရှင်အသင်းဖြစ်တဲ့အရိုခါလည်းမဆိုးဘူးပေါ့နော်အိမ်ဘွဲမှာဆိုရင်ကောင်းတဲ့အသင်းထဲမှာပါတယ်သူဆော့ထားတဲ့အိမ်ဘွဲတွေမှာဆိုဒါဘွဲပဲရှုံးထားတယ်တည်ရတယ်ပေါ့နော် တိုက်ဆက်ကကိုယ်ရင်မြူးနေဗလားနော်ဟိုတို့ရဲ့ခံစည်းကြည့်ရလားခံနိုင်မလားဗောနော်ဒါချက်လုံးကြီးရထားမယ်အဲ့ကျွန်တော်ယူရိုပါလေးလက်ရှိသေးတယ်နော်ဒီပွဲစဉ်မှာဖရနာဒာအင်ရှင်အကင်းနံကို850တေကို9ကနေပေါ်တူအသင်းနံကိုဒါတုံးလက်ပေးထားတယ်ကျွန်တော်ပေါ်တူအသင်းပဲရဲဆွန်းမှုရွေးချယ်လိုက်ပါတော့ဒါအတော့ရဲဆွန်းရန်ရောက်တယ်ဗောနော်ပင်ဂိုးပေါင်းအောက်ကိုလည်းကြိုက်ပါတယ်အဲ့ဒီနေ့ကျွန်တော်ရွေးချယ်ထားပေးတာကဒါတော့ဗာပဲဘောလုံးပွဲလည်းမင်းမင်းဆန်းဆန်းမရှိဘူးဗောနော်